င်္ဂလာပါရှင်။ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ပြိုပြဲလူဖြစ်နေတဲ့မြန်မာစစ်တပ်ကိုဒေသတွင်းနိုင်ငံတွေကစစ်ရင်နိုင်ငံရင်ငွေကြေးနဲ့လက်နက်အကူအညီတွေပေးနေတဲ့အချိန်တော်လန်ရေးပန်းနိုင်ကိုဆက်ချီတက်တိုက်ပွဲဝင်မယ်လို့ NUG ယာယီသမရကကတိပြုလိုက်ပါတယ်။ရန်ကုန်စလင်းစင်ဖြူကျွန်းကိုပြေးဆွဲနေတဲ့ မိုးတောက်ရောင်နီကားပေါ်မှာလိုက်ပါလာတဲ့ခီးသွွားလူငယ်သုံးဦးစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားတဲ့သတင်းအပါအဝင်မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ပြမသောတင်ဆက်ပေးမဲ့တဲ့ရင်ကတော့စစ်အာဏာသိမ်းထားပြီးပြိုပြက်လူဖြစ်နေတဲ့မြန်မာစစ်တပ်ကိုဒေသတွင်းနိုင်ငံတွေကစစ်ရေးနိုင်ငံရေးငွေကြေးနဲ့လက်နက်အကူအညီတွေပေးနေတဲ့အချိန်အောင် တော်လန်ရေးပန်းနိုင်ကိုအလျှော့မပေးဘဲဆက်လက်ချီတက်တိုက်ပွဲဝင်မယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမရဒူဝါလက်ရှိလာကကတိပြုလိုက်ပါတယ်။မနေ့ကကြာရောက်တဲ့ပြည်သူခုခံတော်လန်စစ်ကြေညာခြင်း၄နှစ်ပြည့်နေ့အတွက်နိုင်ငံတော်ယာယီသမရဒူဝါလက်ရှိလာကအခုလိုပြောလိုက်တာပါ။ဒါအပြင်ຫນွေဦးတော်လန်ရေးအောင်ပြည်သူလူထုကိုယ်တိုင်ပါဝင်ထားတဲ့တော်လန်ရေးဖြစ်ပြီး၄နှစ်တိုင်လာတဲ့ချိန်ထိရဲဝံပြက်သားစွာခုခံတော်နိုင်နိုင်ခဲ့ကောင် ခေတ်ဆက်ဆက်စစ်အာဏာရှင်တွေထိန်းချုပ်ထားတဲ့မြို့ရွာတွေလေးရုံထလှုပ်ရှားနိုင်ခဲ့တယ်လို့ယာယီသမရာကြီးကပြောပါတယ်မြမစစ်ရေးတမိုင်းမှာမြမစစ်တပ်ကမကြုံဘူးတဲ့စစ်ရေးအရာရှုံးနိမ်မှုတွေကြုံတွေ့ခဲ့ကြရပြီးခုခံတော်လှန်စစ်ကမြမအကြမ်းဖက်စစ်တပ်ရဲ့လက်တံခြေတံတွေကိုရိုက်ချိုးပစ်နိုင်ခဲ့ကမြမစစ်တပ်ကအင်အားချိနဲ့မှုနဲ့ပြုတ်ပြဲလို့နှိပါအခြေအနေထိရောက်ရှိခဲ့တယ်လို့ယာယီသမရာကြီးကပြောပါတယ် အဲ့ဒီခါမှာမြန်မာစစ်တပ်ကိုဒေသတွင်းနိုင်ငံတွေကစစ်ရေးနိုင်ငံရေးငွေကြေးနဲ့လက်နက်အကူအညီတွေပေးလာတာကိုဝမ်းနဲ့ပွေမြင်တွေ့ရတယ်လို့လဲယာယီသမရကပြောပါတယ်စစ်တပ်ကသူတို့ရဲ့စစ်ရေးအာဏာတည်မြဲရေးအတွက်ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုခြံနှင်းဖို့လဲဝင်မလေးကြပါဘူးတော်လန်ရေးမှာအနေအမြင့်အတက်ကြတွေရှိနေပေမဲ့တော်လန်ရေးကိုမျက်ခြေပြတ်မှာမဟုတ်ဘူးလို့သမရကြီးကရှင်းပြပါတယ် စစ်တပ်ရဲ့ရွေးကောက်ပွဲအားထွက်ပေါက်မဟုတ်ပဲထောင်ချောက်ဖြစ်ပြီးရွေးကောက်ပွဲကြောင့်နိုင်ငံမှာရေရှည်ငြိမ်းချမ်းတည်ငြိမ်မှာမဟုတ်ပဲပဋိပက္ခကို လောင်စာထည့်ပေးတာဖြစ်ပါတယ်။ဒေသတွင်းနိုင်ငံတွေအနေနဲ့လည်းပြည်သူလူထုကိုမျှော်လင့်ချက်မဲ့အခြေအနေမျိုးဖြစ်အောင်မလုပ်စေဖို့နဲ့စီအာနာရှင်ရဲ့မျက်နာကိုမကြည့်ပဲမြမပြည်သူတရက်လုံးရဲ့မျက်နာကိုငဲဖို့အတွက်လင်းနဲ့စွာတောင်းဆိုရဲလို့ယာယီသမရကတိုက်တွန်းထားပါတယ်။ လက်ရှိအခြေအနေတွေမှာအခက်အခဲအတားအဆီးတွေကြုံနေရပေမဲ့လေတော်လန်ရေးပန်းနိုင်ကိုဆက်လက်ခြိတက်သွားပြီး အဆုံးစွန်အထိတော်လန်ရေးပန်းနိုင်ကို မရောက်မချင်းတိုက်ပွဲဝင်သွားမယ်လို့ယာယီသမရဒူဝါလက်ရှိလာကကတိပြုပြောပါရရှင်ဆလတ်တင်ဆက်ပေးမှာကတော့ရန်ကုန်စလင်းစင်ပြူကျွန်းကိုပြေးဆွဲနေတဲ့မိုးတောက်ရောင်ဒီကားပေါ်လိုက်ပါလာတဲ့ ခီးသွားအမျိုးသားတဦးနဲ့အမျိုးသမီးနှစ်ဦးကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ပြည်သူညီနောင်စလင်းတရင်တာဝန်ခံကိုပြည်သူကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ6ရက်နေ့မှာရန်ကုန်စလင်းစင်ပြူကျွန်းကိုပြေးဆွဲနေတဲ့ခီးသည်ပို့ဆောင်ရေးရင်လိုင်းရဲ့မိုးတောက်ရောင်ဒီကားပေါ်မှာလိုက်ပါလာတဲ့ရန်ကုန်မြို့ကနေပြန်လာတဲ့အမျိုးသားတဦးနဲ့အမျိုးသမီးနှစ်ဦးကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ အကြံပတ်စစ်တပ်က အမျိုးသားတဦးကို မကွေးကံပြဆစ်ဆေးရေးဂိတ်မှာဖမ်းဆီးခဲ့ပြီးအမျိုးသမီးနှစ်ဦးကိုတော့တောင်ညိုလမ်းပိုက်မှာရှိတဲ့ဆစ်ဆေးရေးဂိတ်မှာဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အဲဒီလိုပဲစက်တင်ဘာလ၄ရက်နေ့ကလည်း၆မြို့ပေါ်မှာရှိတဲ့ကိုရီးယားဘာသာစကားသင်တန်းကျောင်းကို အကြံပတ်စစ်တပ်ကဝင်ရောက်စီးနင်းပြီးအသက်၂၀အရွယ်လူငယ်အမျိုးသား၁၃ယောက်ကိုပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်ရှင်။ တဖက်မှာလည်းဘေးလွယာကိုထွက်ပြေးတိမ်းရှောင်နေတဲ့ပြည်သူတွေကိုစစ်အုပ်စုကလိုက်လံပစ်ခတ်နေပါတယ်။မန္တလေးတိုင်းမတရားမျိုးနယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းဝင်ရောက်လာတာကြောင့်မော်တော်နဲ့ထွက်ပြေးတဲ့ပြည်သူတွေကိုစစ်တပ်ကလိုက်လံပစ်ခတ်ခဲ့ရမှာတော့ပြည်သူနှုတ်ဦးသိဆုံးခဲ့တယ်လို့ Wallet Information and Network ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။မနေ့ကစက်တင်ဘာလ9ရက်နေ့နေ့လယ်12နာရီကျော်မှာ ဝလက်မြို့နယ်နဲ့စကိုင်းမြို့နယ်အဆက် စင်ကိုင်းရွာကနေ ထွက်လာတဲ့အင်အား90ခန့်ပါတဲ့စစ်တပ်စစ်ကြောင်းဟာမတရားမြို့နယ်အနောက်ချမ်းမှာရှိတဲ့ရွာတန်းရှည်ရွာနဲ့မိုးကျိုးရွာကိုစစ်ကြောင်းထိုးဝင်ရောက်စီးနင်းခဲ့တယ်လို့သိရပါတယ်။အဲလိုစစ်တပ်စစ်ကြောင်းဝင်ရောက်လာတာကြောင့်ကျေးရွာနေပြည်သူတွေဟာမော်တော်နှစ်စီးနဲ့ထွက်ပြေးတိမ်းရှောင်ခြင်းစစ်သားတွေကလိုက်လံပစ်ခတ်ခဲ့တာကြောင့်ကျေးရွာနေပြည်သူအမျိုးသားတအူးနဲ့အမျိုးသမီးတအူးပွဲချင်းမိသေဆုံးခဲ့တယ်လို့သိရပါတယ်။ လက်ရှိချိန်မှာရွာတန်းရှည်ရွာနဲ့မိုးကျိုးရွာပါဝင် အနီးနားဝန်းကျင်မှာရှိတဲ့ကျေးရွာတွေကထောင်နဲ့ချီတဲ့ပြည်သူတွေအားဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်။အခုလိုပဲစက်တင်ဘာလ၁ရက်နေ့ကလည်းစင်ကိုင်မြောက်ရွာကစစ်သားတွေအားမိုးကျိုးရွာကိုဝင်ရောက်စီးနင်းပြီး နေ15လုံးကို မီးရှို့ဖျက်ဆီးခဲ့ကပြည်သူ15ယောက်ကိုလည်းဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်ရှင်။မကွေးတိုင်းဘက်ကိုကြည့်အောင်ပါ မကွေးတိုင်းနမောက်မြို့နယ်ရုံးမေခွက်ကြေးရွာကိုစစ်တပ်ကတိုက်ပွဲမဖြစ်ပွားပေစစ်တပ်လေဒီနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာကြောင့်ပြည်သူတို့အသေးဆုံးခဲ့ရတယ်လို့နမောက်သတင်းဆောင်အဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ပြီးခဲ့တဲ့စက်တင်ဘာလ6ရက်နေ့နေ့လယ်12နာရီကမှနမောက်မြို့နယ်ရုံးမေခွက်ကြေးရွာကိုတိုက်ပွဲမဖြစ်ပွားပေအကြမ်းဖက်စစ်တပ်ကစစ်တပ်လေဒီနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါရယ်အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာ အသက်40အရွယ်ဦးစော်ထွန်းပွဲချင်းပြီးတည်ဆုံးခဲ့ပြီးပြည်သူနှုတ်ထိခိုက်ဒဏ်ရာရရှိခဲ့ကဒဏ်ရာအခြေအနေစိုးရိမ်ရတဲ့ပြင်နေအိမ်တွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။အခုလိုပဲစတင်မာလ3ရက်နေ့ည7:00နာရီခန့်ကနေစတင်ပြီးမန္တလေးတိုင်းမလိုင်မြို့နယ်နဲ့မိထီလာမြို့နယ်ဆက်ကိုလည်းမိထီလာ လေတက်ကနေတက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်တပ်လေဒီအောင်ဘုံကိုလုံးနဲ့ငားချိန်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေတာအတွင်းသတင်းရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါရယ် အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာပြည်သူတွေထိခိုက်မှုမရှိပေမဲ့လည်းကြေးရွာနေပြည်သူတွေအားဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့သိရပါတယ်ရှင်။တနင်္သာရီတိုင်းဘက်မှာတော့တနင်္သာရီတိုင်းတရက်ချောင်းမြို့နယ်အတွင်းမှာစစ်ကြောထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကို၃ကြိမ်တိုက်ခိုက်ခဲ့တာမှာတော့ စစ်တပ်ဘက်က2ဦးသေဆုံးပြီး6ဦးအရှင်ဖမ်းမိကတနက်နက်လက်သိမ်းဆည်းရရှိခဲ့တယ်လို့တဝဲခရိုင်တပ်ပေါင်းစုရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ပြီးခဲ့တဲ့ဩဂုတ်လ12ရက်နေ့ကနေ25ရက်နေ့အထိကိုတရချောင်းမြို့နယ်အတွင်းကို14ရက်ကြာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်နဲ့တော်လန်ရေးတပ်ဖွဲ့တွေကြားမှာတိုက်ပွဲ၃ချိန်ဖြစ်ပွားခဲ့တယ်လို့သိရပါရယ်အကြမ်းဖက်စစ်တပ်စစ်ကြောင်းမှာတရချောင်းမြို့နယ်အခြေစိုက်ခမာရ403 ခမာယ404နဲ့ခမာယ405တရင်ကစစ်သားတွေပါဝင်ပြီးဩဂုတ်လ12ရက်နေ့မနက်ပိုင်းမှာကစစ်ကြီးရွာကိုစတင်စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တယ်လို့သိရပါတယ်။အဲဒီကနေသစင်အုတ်တူရွာကိုရောက်ရှိခဲ့ပြီးတော်လန်ရေးတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာတော့အင်းပြရွာနီးမှာဒုတိယအကြိမ်ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲဒီတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာစစ်တပ်ကစစ်ကြောင်း၃ကြောင်းခွဲပြီးအုတ်တူရွာဘက်ကိုစစ်ကြောင်း၂ကြောင်း စောပြရွာအနီးကိုစစ်ကြောင်းတကြောင်းရောက်ရှိလာကမိုးရွှေကုန်းရွာကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ပြီးဝင်ရောက်စီးနှင်းလာတာကြောင့်တော်လန်ရေးတပ်ဖွဲ့တွေနဲ့တတိယအကြိမ်တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာဂျမ်မတ်စစ်သားအလောင်းနှလောင်းနဲ့ MA4 တနတ်တလက်နဲ့ MA1 တနတ်တလက်သိမ်းဆီးရရှိခဲ့ပြီးစစ်မှုထမ်းတပ်သား6ဦးကိုလည်းအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းအထိနာခဲ့တဲ့အဂျမ်မတ်စစ်တပ် မိုးရွှေကုန်းရွာအတွင်းကို Jet Fighter တစ်စီးနဲ့ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့သလိုတိုက်ပွဲဖြစ်ပွားရာနေရာကိုအင်အား120ခန့်ပါဝင်တဲ့စစ်ကူစစ်ကြောင်းရောက်ရှိလာပြီးမိုးရွှေကုန်းရွာအတွင်းမှာရှိတဲ့လူနေအိမ်တွေကတန်မိုးရှိတဲ့ပစ္စည်းတွေကိုခိုးယူကာနေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေချိန်တော်လန်ရေးတပ်ဖွဲ့တွေက drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်စစ်တပ်က ထိခိုက်သေးဆုံးမှုရှိတယ်လို့သိရပါတယ် အဲ့ဒီအကြံပတ်စစ်တပ်စစ်ကြောင်းဟာအယက်သားပြည်သူနှစ်ဦးကိုလည်းဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုတဝဲခရိုင်တပ်ပေါင်းစုနဲ့မဟာမိတ်ပူပေါင်းအဖွဲ့တွေကပူးပေါင်းဆောင်ရွက်ခဲ့ပြီးတိုက်ပွဲတွေအတွင်တဝဲခရိုင်တပ်ပေါင်းစုနဲ့မဟာမိတ်ပူးပေါင်းအဖွဲ့ကရဲဘော်၄ဦးတန်းရာရရှိကရဲဘော်၂ဦးကတော့ကြာဆုံးခဲ့တယ်လို့သိရပါတယ်ရှင်။ဘကိုးတိုင်းဘက်ကိုကြည်အောင်ပါ။ ပဲခူးတိုင်းအုပ်ဖို့မြို့နယ်မှာလူငယ်တွေကိုစစ်တပ်စီကိုရောင်းစားပြီးဘယ်တော်လန်ရေးအဖွဲ့လာလာဂီယူမဆိုင်ဘူးဆိုပြီးစိန်ခေါ်ထားတဲ့စစ်တပ်တောက်တိုင်မြင့်ရွှေကိုပြစ်ခတ်တိုက်ခိုက်ခဲ့တာမှာတော့ပွဲချင်းပြီးသိမ်းဆုံးခဲ့တယ်လို့တာယာဝတီခိုင်တန်ရင်383ညနဲ့တက်ခွဲ6 Blood Dragon GBK PDF ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်စ်ကိုပြောပါရင်ပြီးခဲ့တဲ့စက်တင်ဘာလ9ရက်နေ့ညနေ6နာရီခွဲမှာအုပ်ဖို့မြို့နယ်ဖလန်ပင်ရွာမှာနေတဲ့ အကြံပတ်စစ်တပ်တောက်တိုင်မြေရွှေကိုတာယာဝတီခရိုင်တရင်383ညနေတက်ခွဲ6 Blood Dragon GPK PDF ရဲ့ရဲဘော်တွေကပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ပွဲချင်းပြီးသိမ့်ဆုံးခဲ့တယ်လို့သိရပါတယ်။သိမ့်ဆုံးသွားတဲ့မြေရွှေဟာတော်လန်ရဲ့ရဲဘော်တွေရဲ့သွာလာလှုပ်ရှားမှုတွေကိုအကြံပတ်စစ်တပ်စီကိုတရင်ပေးတာဘဲတော်လန်ရဲ့အဖွဲ့လာလာဂီယူမဆိုင်ဘူးဆိုပြီးစိန်ခေါ်တာလူငယ်တွေကိုစစ်တပ်ထဲလိန်လေထဲကရောင်းစားနေတာတွေကြောင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။တာယာဝတီခရိုင်တရင်383ညနဲ့တက်ခွဲ6 Blood Dragon GPK PDF အနေနဲ့ပြည်သူတွေနဲ့တော်လန်ရေးတပ်ဖွဲ့တွေကိုဒုက္ခပေးနေတဲ့အကြမ်းဖက်စစ်တပ်အပြင်သူတို့ရဲ့တောက်တိုင်တွေကိုလည်းအချိန်မြင့်တိုက်ခိုက်သွားမှာဖြစ်တာကြောင့်ပြည်သူတွေအနေနဲ့သူတို့အနီးကိုတွာလာနေထိုင်တာလုံးဝလုံးဝမပြုလုပ်ကြဖို့အတိပေးပြောထားပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ မလေးရှားနိုင်ငံနီဂါရာဆပီလန်ပြည်နယ်နီလိုင်းမြို့မှာတရားမဝင် KTV ဖျော်ဖြေရေးဆန္ဒကို မလေးရှားအာဏာပိုင်တွေကဝင်ရောက်စီးနှင်းပြီးမြန်မာအမျိုးသမီး21ယောက်ကိုဖမ်းဆီးလိုက်တယ်လို့မလေးရှားလူဝင်မှုကြီးကြပ်ရေးကသတင်းထုတ်ပြန်ထားပါတယ်။မနေ့ကစက်တင်ဘာလ6ရက်နေ့ည7:00နာရီ10မိနစ်ချိန်မှာမလေးရှားအာဏာပိုင်တွေကအထူးစစ်ဆင်ရေးအဖြစ်တရားမဝင် ဖွင့်လှစ်ထားတဲ့ KTV ဖျော်ဖြေရေးဆန္ဒကိုဝင်ရောက်စီးနှင်းခဲ့ပါတယ်။ အဲ့ဒီ KTV ကိုနှစ်ပတ်ကြာထောက်လန်းခဲ့ပြီးတဲ့နောက်မှာတော့စစ်စင်ရဖွဲ့ဖွဲ့စည်းပြီးမြန်မာအမျိုးသမီးတအုပ်ကိုဖမ်းဆီးရရှိခဲ့ပါတယ်။စပွဲတော်မိန်းကလေးလိုယူဆရတဲ့မြန်မာနိုင်ငံသားအမျိုးသမီးအယောက်20ကိုလည်းထပ်မံဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။တဒလော စစ်စေးချက်တွေအယောက်မြန်မာအမျိုးသမီး10ဦးအားဗီဇာရက်လွန်နေထိုင်သူတွေဖြစ်ပြီးကြံတဲ့မြန်မာအမျိုးသမီး73ယောက်ကလည်းဘာအထောက်ထားမှမရှိဘဲနေထိုင်နေတာကိုစီစစ်တွေ့ရှိရပါတယ်။ ဒါအပြင်အဲ့ဒီ KTV ရဲ့လုပ်ငန်းသုံးမှတ်စုစာအုပ်တွေနဲ့လက်ကင်ဖုန်းခုနှစ်လုံးတို့ကိုသိမ်းဆီးရရှိခဲ့ပြီးမြန်မာတွေအတွက်တီးတန့်ဖွင့်ထားတဲ့ KTV ဖြစ်တယ်လို့လည်းသိရပါတယ်။ဖန်ဆီးရရှိတဲ့မြန်မာနိုင်ငံသားတွေကိုလူဝင်မှုကြီးကြပ်ရေးဥပဒေတွေနဲ့အရေးယူထားတယ်လို့သိရပါတယ်ရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမကတော့ရှားပါ။